ဟုတ်ကဲ့ပါဒီနေ့ဆိုရင်ဆက်နေချင်းမြောင်းအမျိုးပြည်သူ့လွတ်တော်ရဲ့ပုံမှန်စည်းဝေးပြင်လဲစတင်နေနေဖြစ်ပါလေဒီနေ့မှဆိုရင်တွတ်တော်ကိုစရိယာ7ညရာမျိုး9ညတွင်ပေါ့နော်ဒီသူ့သူ့အလူသူ့အဖွဲ့စည်းနေသူရောက်ရှိလာတာဖြစ်ပါရောက်ရှိလာတာတွေ့ရတယ်ခင်ဗျာပြီးတော့ဒီဒီနေ့ကဒီကိုစရိယာရုတ်သိမ်းတဲ့အကြမ်းကိုဒါဆွေးနွေးမယ်ဆိုတော့ဒီမှရှိတဲ့ဒီဒီမှရှိတီးင်းပြပါတဲ့မီဒီယာတွေလည်းစုံလင်းတက်ရောက်လာတွေ့ရတယ်ခင်ဗျာပြီးတော့ဒီဒေါ်ဒေါ်ဆန်းစုကြည်တွတ်တော်ကိုစလေဒေါ်အောင်ဆန်းစုကြည် လွတ်တော်တဲ့ဝင်လာတဲ့အချိန်မှာဆိုရင်တင်းတော်တွေကဒီနိုင်ငံရေးအပြောင်းလဲပေါ့လက်ရှိနိုင်ငံရေးအပြောင်းလဲလေးအိစတွေနဲ့အာရှေ့ဆက်ပြီးတော့ဒီမြို့သားဒီမိုဒီအဖွဲ့အစုပ်ရဲ့ဘလို့ခြေလမ်းတွေဆက်လမ်းအောင်မယ်ဆိုရအကြောင်းတွေကိုမေးမြန်းထားမေးမြန်းသွားတယ်ခင်ဗျာဟုတ် င်ငံရေးဆိုတာတစ်ချိန်လုံးပဲပြောင်းလဲနေတာပဲမှန်ကန်တဲ့ဘက်ကိုပြောင်းလဲဖို့သာအရေးကြီးတာအဲ့ကျွန်တော်ချက်ပြောမှာပေါ့နဘတိကတာသူတို့ပါတီအတွင်းရေးပဲသူတို့ပါတီအတွင်းမှာစီမင်းစည်းကမ်းနဲ့ညီတာစီမင်းစည်းကမ်းနဲ့ညီတယ်သူတို့ပါတီစီမင်းရလုပ်တယ်ဆိုရင်တော့ဒါကျွန်တော်တို့နားလည်ပေးရမှာပေါ့အဲဒုတိယတစ်ချက်ကတော့ကျွန်တော်ကဒီ2000ခုအခုဒီပြီးခဲ့တဲ့မီလာ29ရက်နေ့နော်ပါတီကောင်းဆောင်များအစည်းအဝေးမှာနိုင်ငံရေးပါတီကြီးတွေမှာအကွဲအကွဲဖြစ်ရင် တိုင်းပြည်ဒီကိန်းနေလာတယ်မဖြစ်ပါနဲ့လို့နော်မဖြစ်သင့်ဘူးဆိုတော့ကျွန်တော်ပြောခဲ့ပြီအခုတကယ်ဖြစ်လာတဲ့အချိန်မျိုးမှာလည်းပါတီအတွင်းရလီကြော်ပြီးတော့နော်ဟိုနိုင်ငံတော်နဲ့ဆက်ဆိုင်တဲ့အပိုင်းလွတ်တော်နဲ့ပတ်သက်တဲ့အပိုင်းရလာရင်တော့နော်ကျွန်တော်တိုင်းပြည်အတွက်မန်တဲ့ဘက်ကကျွန်တော်ရပ်တည်သွားပါမယ်ဒီကြီးဖြစ်တဲ့ဒီကြက်ကင်ပြည်ပါတီရဲ့ဟိုခေါင်းဆောင်ပိုင်းအပြောင်းအလဲတွေဒီနိုင်ငံရေးပုံမှာဒီမြန်မာပြည်ရဲ့ရှိနိုင်ငံရေးပုံမှာလှုပ်ရှားလှုပ်ရှားသွားနိုင်တာဘယ်လိုမျိုးမြင်လဲ ဒီလွတ်တော်ကိုစလေရုတ်တိမ်ချင်းနဲ့ပတ်သက်ပြီးတော့နိုင်ငံရေးအပြောင်းလဲမှာတော့ဟိုခုနကျွန်တော်ပြောတယ်လို့တယောက်မှုတော့ရှိမှာမဟုတ်ပါတီတွင်အပေါ်မှာဒါနည်းနည်းတော့ပြည်ပခအတွင်ဆောင်တဲ့သဘောမျိုးတော့ရှိတော့ရှိနိုင်တယ်လက်ရှိဥရုကတော့ဘုံမလင်းပြောဥကလည်းပြည်သူ့လွတ်တော်ကိုယ်စားလှယ်တယောက်ဖြစ်ပါတယ်အဲ့တော့ပြည်သူ့လွတ်တော်ဥက္ကဋ္ဌကြီးပြည်သူ့လွတ်တော်နိုင်ငံကြီးအနေနဲ့တော့ငါးနှစ်အတွင်းမှာ လွတ်တော်အခင်းအကျင်းကိစ္စတွေမှာအင်မတန်တော်တဲ့ပုဂ္ဂိုလ်ကြီးတယောက်ဖြစ်ပါတယ်အဲဒီတော့ဒီလိုပုဂ္ဂိုလ်မျိုးတယောက်ကနိုင်ငံတော်ရဲ့အရေးပါတဲ့ခန္ဓာတွေကဆုံးရှုံးမသွားသင့်ဘူးလို့တော့ဥယူဆတယ်လေနောက်တစ်ခုကလည်းဒီလိုဖြည့်လာရင်လည်းတစ်ခုခုအခင်းအကျင်းတွေတက်လာမယ်ဆိုရင်လည်းဒီပြည်သူလွတ်တော်ကိုယ်စားလှယ်တွေဟာအရေးရှိရှိတဲ့ပုဂ္ဂိုလ်တွေသူတို့အရေးရှိတဲ့တက်ရောက်လာဒီလွတ်တော်ဆိုတဲ့တင်မြင့်မဟုတ်တက်ရောက်လာတဲ့လူတွေဖြစ်တဲ့အတွက်ပြည်သူလွတ်တော်ကိုယ်စားလှယ်ဒီ ဒီတော်စုလွတ်တော်ကိုယ်စားလှယ်ဒီကမှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုရွေးချယ်ပေးနိုင်မယ်လို့ဥတော်ယူဆထားပါတယ်ဟုတ်ကဲ့ဟုတ်ဟုတ်အခုဆိုရင်ဒီလွတ်တော်စီဝေးခမ်းမတဲ့မှာတတော်ဩဂတကြီးသူကဥရှင်မင်းလည်းရောက်ရှိနေဖြစ်ပါတယ်အခုဆိုရင်စီစီဝေးကစတင်စီစီဝေးစတင်နေပါပြီဖြစ်ပါတယ် Okay, ready, bah. တွေရနော်ကျွန်တော်တို့ဒီဗီရုပ်မြင်တန်ကြားကနေပြီးတော့ဒီနေ့မှာတော့တော်တော်တင်းနဲ့ပတ်သက်ပြီးတော့အချိန်နဲ့ဒီနေ့တင်ဆက်ပေးမှာဖြစ်ပါတယ်စောင့်မျှော်ကြည့်ရှုကြပါခင်ဗျာ